ရှမ်းပြည်နယ်မြောက်ပိုင်းကတန်အမ်းမြို့သားလွတ်မြောက်ရေးတပ်မတော် TNL ထိမ့်ချုပ်ထားတဲ့ကြောင်မဲမြို့ကိုစစ်တပ်ကအော်တိုဘာလ၁ရက်နေ့မှာ ပြန်ရသွားပြီလို့ TNL ဘက်ကတီးပြပါဗျ။နောင်ချုံမြို့ကိုသိမ်းပိုက်ပြီးချိန်ဩဂုတ်လနှောင်းပိုင်းနေ့ကစစ်တပ်ဟာကြောင်မဲမြို့ကိုပြန်လည်ထိမ့်ချုပ်နိုင်ရေးလေကြောင်းကြီးကြောင်းအပြင် အစစ်မြင့် drone တွေကိုအဆက်မပြတ်သုံးတိုက်ခိုက်ခဲ့တာလို့သိရပါဗျ။တရုတ်ရဲ့ဖိအားပေးဖျက်တောက်မှုတွေကြောင့် TNL ဘက်မှာလက်နက်ခဲယမ်းတပ်သားရင်အားအကန့်အသတ်ရှိလာနေချိန်မှာ စစ်တပ်ကလက်နက်ခဲယမ်းအပြင်ပြည်သူစစ်မှုထမ်းအင်အားတွေကိုအလွန်အကျွံသုံးနိုင်တာကြောင့်အခုလိုလက်လွတ်လိုက်ရတာလို့ TNL ဘက်ကပြောပါတယ်အဓိကတော့စစ်ကောင်စီဘက်မှတွေ့ဆိုဒီတာသွားတဲ့အချက်တွေကတော့နံပါတ်၁ကတော့ဒီဒူတီဒီလေချောင်းကနေတစင်ဒီအဝိုင်းထွဲဒီလေရင်ကနေတစင်ပုံကျဲတိုက်ခိုက်တာမျိုးတွေရှိတယ်။နောက်တစ်ခုကတော့လက်နက်အင်အားပေါ့နော်။ လက်နဲ့အင်အားဆိုရင်တော့ဒီစစ်ကောင်စီက drone တွေသုံးပြတဲ့ဒီအစိမ့်ငွေတွေပြီးတော့လက်နဲ့ကြီးတွေဒီက property တွေနဲ့တုံနိုင်တဲ့အခြေအနေမျိုးတွေတွေ့ရပါတယ်ဟုတ်ကဲ့နောက်တစ်ခုကတော့လူဝင်အားဖြစ်တယ်လောလောဆယ်မှာဒီစစ်ကောင်စီတီကျောင်းမဲမျိုးကိုကျမတို့တွေတိုက်ပွဲဖြစ်ပေါ်တဲ့အချိန်မှာသူတို့ဘက်ကဒီလူအားအရေးမြစ်ကိုအာဒီအများပြသုံးပြီးတော့မှထိုးစစ်စင်တိုက်ခိုက်တာမျိုးလည်းတွေ့ရပါတယ်ဟုတ်ကဲ့ TNL ဘက်ကတော့ကြောင်မဲမျိုးလက်မလွတ်ရရေခုခံခဲ့ပေမဲ့တလားကြော်ကြပြီးရင်တော့ ကြောင်မဲမြို့မှာရဲစခန်းအပါအဝင်ရက်ကွက်၉ခုလုံးကိုစစ်တပ်ကပြန်ထိန်းချုပ်လိုက်ပြီလို့ TNL ဘက်ကဆိုပါတယ်။ဒါပေမဲ့ကြောင်မဲနတ်ဆန်အထွက်ကချင်းမြန်တက်ရင်ခမရ906 900ခွန်နဲ့အမှတ်၁စစ်စင်ရေးကိုကဲမှုဌာနချုပ်စကခ1ကိုတော့ TNL ကဆက်လက်ထိန်းချုပ်ထားဆဲဖြစ်ပါတယ်။ TNL အပါအဝင်မြောက်ပိုင်းမဟာမိတ်အဖွဲ့တွေဟာတစ်တုံညာနှစ်ကုန်စစ်စင်ရေးကိုတရုတ်ရဲ့ဖိအားကြောင့်ရက်လက်ရသလိုစစ်တပ်ရဲ့တံမြန်ထိုးစစ်တွေကိုရင်ဆိုင်နေကြရတာပါ။ဒီစစ်ကောင်စီက အားတာလာတယ်အားတာလာတဲ့အကြောင်းရင်းကလည်းဒီတရုတ်တို့ရုရှားတို့ဒီအိန္ဒိယတို့နီးပညာပိုင်းဆိုင်ရာပံ့ပိုးမှုတွေတော်တော်အားကောင်းလာတယ်တော်တော်အားကောင်းလာတော့ဒီ drone တွေဂျမားတွေအာအရာအသုံးပြုလာတယ်ဒီဂျမား SS ဒီ SSC ရဲ့ကားတွေဂျမားလာလို့ရှိရင်ဖုန်းလိုင်းတွေကစအဲ့ဒီအနည်းအနားမှာပါမှလိုင်းကိုမတက်တော့ဘူးအဲအဲကြောင့်ဒီတည့်ချက် ဒီကြောက်မဲကြရတဲ့အကြောင်းရင်းကတော့ SAC ရဲ့အဖက်ဖက်အာတာလာမှုအာဒီအဒီထိုးစစ်ပြန်စင်တဲ့နေရာမှာအာဒီစီရေးပြူဟာပြောင်းပြီးတော့မှလှုပ်လာတဲ့ကိစ္စအကြောင်းပါတယ်ဒါတစ်ချက်နောက်ဒုတိယတစ်ချက်ကတော့အာမြောက်ပိုင်းအဖွဲ့တွေရဲ့စုစည်းမှုကအာကွဲလာတာပေါ့နော်ဒီမြောက်ပိုင်းစုစည်းမှုကလည်းအားနည်းလာလို့ခုခံနိုင်အားကအာတိတ်မရှိဘူး အတိကအကြောင်းရင်းကဝကလည်းပါတာပေါ့နော်ဝကဒီလက်နဲ့ရင်အားထောက်ပံ့မှုတွေလူတို့ရင်အားထောက်ပံ့မှုတွေအဲအဲ့လိုမျိုးတွေကဖြတ်လိုက်လို့ဒီကခုခံစစ်ကအားနေသွားလို့ကြောင်မင်းတို့နောင်ချိုတို့ပြန်ကြတဲ့အကြောင်းရင်းပေါ့နော် DNL နဲ့နှိစက်သူတချို့ကတော့စစ်တပ်ရဲ့ရှမ်းပြည်နယ်မြောက်ပိုင်းထိုးစစ်တွေမှာရှမ်းပြည်ဒုတိယပါတီ SSPB ကပါဝင်ကူညီခဲ့တယ်လို့ပြောဆိုပေမဲ့ ဒီအချက်တွေကို AOD ကတီးခြားအတီမပြုနိုင်သေးပါဘူးစီရေးလေးလာသုံးသက်သူကတော့ TNL ဟာခန်းစစ်တိုင်နဲ့ခုခံနေတဲ့အတွက်ကြောင်မဲကိုမပေးရရေးလက်နဲ့ချီခုခံနိုင်ပေမဲ့စစ်တပ်ရဲ့တာလွန်လေချောင်းနဲ့ drone တိုက်ခိုက်မှုတွေကြောင့်လက်လွတ်ရတာဖြစ်တယ်လို့သုံးသပ်ပါတယ်ဒါ့အပြင်တိုင်းသာလက်နက်ကိုင်အဖွဲ့တွေအနေနဲ့အချင်းချင်းကြားမှာပုတ်တိုက်မှုတွေဖြစ်စေနိုင်တဲ့ဆွဆွဲချက်တွေထက်ညီညွတ်ရေးကိုတိစောက်နိုင်မဲ့စီယုံနိုင်စွမ်းကို ပြသတဲ့တယ်လို့ထောက်ပြပါတယ် လက်ရှိချိန်မှာတရုတ်ရဲ့ထောက်ခံမှုရထားတဲ့အာဏာသိမ်းစစ်တပ်ဟာစီရင်မှာအင်အားသုံးထိုးစစ်ဆင်နေသလိုတပ်ရှို့သွေးခွဲမှုတွေကိုလည်းဤပညာတွေအသုံးပြုပြီးလှုပ်ဆောင်နေတာကြောင့်လူမျိုးရေးအသွင်ဆောင်တဲ့သွေးခွဲမှုတွေကိုတတိထားကြဖို့တိုက်တွန်းနေပါတယ်။အခုတော့မှဒီကြောက်မဲကြတဲ့ကိစ္စကအလကားနေရင်နဲ့ရှမ်းနဲ့ပလောင်ကြားအစတုန်းက TNL တွေနဲ့ SFPP ပဲအခုကရှမ်းနဲ့ပလောင်ကြားနေအထိလူမျိုးရေးတွေအသွင်ဆောင်လာနေတာတွေ့တယ်။ အခုအဲ့လိုမျိုးဖြစ်လာတာဒီခုနကတော့ TNL တွေခုနကတော့ကျွန်တော်ပြောချင်တာက policy ပြင်တဲ့နဲ့ဒီ view ဟာပြင်တဲ့နဲ့အာရှမ်းက TNL တွေရန်တူလားဘလောင်ရဲ့ရန်တူလားဆိုတဲ့ဟာအခုကြတော့ဖြူတတ်ရှုဖြူခွဲခံရတော့ရှမ်းကဘလောင်ရန်တူလိုမျိုးဖြစ်နေတယ်။နောက်ရှမ်းတွေကလည်းအာငကူကလေးကနိုင်ငံရေးက အဲ့လောက်ထိကြော်ပြီးတော့မှမမြင်တော့ဘလောင် တွေကရှမ်းရံသူဖြစ်လာနေတယ်ဆိုတော့ဟာတွေကဥတီနေတယ်တွေးထိုးမှုကအဲ့လိုမျိုးအနေထားဆိုတော့ရေရှည်ဆိုတော့ကျွန်တော်တို့ရှမ်းပြည်ကပို့ပြီးတော့မှစစ်အာဏာရှင် အားကောင်းဖို့ပို့ပြီးသွန်အားဖြစ်စေလိမ့်မယ်အခုကြောက်မဲတယ်မကဘူးဒီဒီနည်းနဲ့ TNL သွားမယ်ဆိုရင်တော့ဒီဘောပါကြလိမ့်မယ် TNL ဟာမြန်မာမျိုးသားဒီမိုကရက်တစ်မဟာမိတ်တပ်မတော် MNDAA အရခတ်တပ်တော် AA ရုံးနဲ့အတူရှမ်းပြည်နယ်မြောက်ပိုင်းမှာ တစ်တုံညာနှစ်ခုစစ်စင်ရေးပထမလိုင်းဒုတိယလိုင်းတွေကိုဖော်ဆောင်ခဲ့ပြီးအာဏာသိမ်းစစ်တပ်ရဲ့ဘီဝါကျတဲ့စခန်းကုန်းတွေတပ်စခန်းတွေနဲ့မျိုးတွေကိုသိမ်းပိုက်ခဲ့တာဖြစ်ပါတယ်တစ်တုံညာနှစ်ခုစစ်စင်ရေးဒုတိယလိုင်းမတိုင်ခင်မှာတော့အာဏာသိမ်းစစ်တပ်ကိုဆက်ပြီးမတိုက်ဖို့တရုတ်နိုင်ငံရဲ့ပြင်းထန်တဲ့ဖိအားပေးအကြက်ကင်မှုတွေဂျာဝင်စစ်ဆတ်မှုတွေရင်ဆိုင်ခဲ့ရပြီးတဲ့နောက်မှာတင်ထားတဲ့နေရာတချို့ကိုပြန်ပေးနေရတာဖြစ်ပါတယ်